ဘလောက်ပဲဝေဖန်နေပါစေဝေဖန်မှုတွေကိုမဖြေရှင်းဘူးလို့ငားချိန်မြောက်ပြောပြလာတဲ့မိုးပွင့်ဖြူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီမိုးပွင့်ဖြူကတော့တိုင်းသိပြည်သိစနိုက်ကြောင်မှာဖြစ်နေမယ်ကြီးခဲ့သူတယောက်လေးဖြစ်ပါရီပုံစံလေးကအေးဆေးဒီငိမ့်ပေမဲ့အောင်လာမွေးလိုက်တဲ့မိသားမလို့တိုင်းသိပြည်သိရှက်ခွဲကြရတာလေးဖြစ်ပါရီမိုးပွင့်ဖြူနဲ့အောင်လာတို့နေရာရဲ့အကြောင်းကိုမသိသူမရှိတော့ပါဘူးနော်အောင်လာထောင်ကထွက်ထွက်ချင်းမှာရှာခဲ့တဲ့ပြဿနာကြောင့် သူနဲ့ပတ်သက်မှုတွေအမျိုးသမီးတွေကတန်းစီပြီးတော့ရှက်ခွဲကြရတာလေးဖြစ်ပါရီအာလာကတော့ထောင်ကထွက်ထွက်ချင်းဝိုင်းစုကိုစောင်းပြီးတော့တီးဆိုထားတဲ့ဥပိ္ပကသချင်းကြောင့်ပရိသတ်တွေကြားထဲမှာပြောစရာတခု ဖြစ်ခဲ့တာပါသူနေနေလူကောင်းတယောက်နိနာသူတယောက်လိုမျိုးဟန်ဆောင်နေထိုင်ပြောဆိုခဲ့တယ်လို့တစ်ဖက်မှာလေးဝိုင်းစုကိုလူပြောစရာဖြစ်အောင်လုပ်ခဲ့တာပါသူရဲ့တချင်းလေးကအတိုင်းဆိုရင်ဝိုင်းစုကမိမကောင်းမပီသားတွေပုံစံမျိုးပေါက်နေခဲ့တာလေးဖြစ်ပါရီအာလာကထောင်ကထွက်ထွက်ချင်းမှာနမိတ်ကြီးကျင်လို့လားပရိသတ်စိတ်ဝင်စားတာခံကျင်လို့လောက်တာလားမသိပေမယ့်ပရိသတ်ကြောင့် မှာတော်တော်ကြရထားခဲ့တဲ့အခြေအနေရောက်ခဲ့တာပါ။အွန်လိုင်းဇပန်လူသွေးဆန်တဲ့လုပ်ရကြောင်းမင်းဝိုင်းစုကတော့အွန်လိုင်းရဲ့ကုတ်ကမြက်လုပ်ရကိုတိုင်းသိပြည်သိဖော်ထုတ်ခဲ့တာလေးဖြစ်ပါရီ။အွန်လိုင်းရဲ့ထုံးတဲ့ချက်ကဝိုင်းစုအတွက်ဘာမှမဖြစ်ခဲ့ပေမယ့်ဝိုင်းစုရဲ့တုတ်ပြန်မှုကတော့အလားပါဝင်မင်းသမီးတော်တော်အများထိနာခဲ့ရလေးဖြစ်ပါရီ။အလားကလူနေထင်တယ်လို့မျိုးသစ္စာရှိတဲ့ယောက်ျားမဟုတ်ပေတနာကြီးရဲ့လူတယောက်ဆိုတာကိုဝိုင်းစုကထုတ်ပေါ်ခဲ့တာပါ။အလားကတော့ဝိုင်းစုရဲ့ရှေ့မှာနေမိမအယောက်တရားနဲ့အိတ်ကိုတလို့တရက်ကောမိမတရားလုံးနဲ့အစ်ချနေဆိုပြီးပြောခဲ့ပြီးရောမြက်ပတ်ရိုင်းဆိုင် ဲ့စကားတွေပြောနေခဲ့တဲ့အတန်ဖိုင်ထွက်လာခဲ့ပါရီအာလာကတော့ဒါတင်ပြောလို့အားမရပဲသူနဲ့အိတ်ခဲ့မှုတွေမင်းသမီးကိုရောက်အကြောင်းမှထည့်ပြောလာခဲ့တာလေးဖြစ်ပါရီသူတို့နေမအေးတောင်းနှန်းစုဦးမိုးပွင့်ဖြူနမ်မွေးဆန်တင်ဆောင်ဝင်းကျော်တို့ပြင်ချားမင်းသမီးတွေနဲ့အိတ်ခဲ့မှုအကြောင်းကိုမမှုနဲ့ပြောလာခဲ့ပါရီသူရဲ့အတန်ဖိုင်နေဆိုရှယ်မီဒီယာတစ်ခုလုံးပြန့်နှံ့လာချိန်မှာတော့အတန်ဖိုင်မှာပါလာတဲ့မင်းသမီးတွေကတော့ပွက်လို့ရှိုင်းနေခဲ့ပါရီ မင်းသမီးကိုအောင်ထဲမှာပွက်လို့ရိုက်ဆုံးတဲ့ကရက်ထဆုံးကတော့တရုတ်စာမိုးပွင့်ဖြူပါပြီ။မိုးပွင့်ဖြူဟာဇကားရှာရည်နဲ့သူများရည်စားစနိုက်ကြောတာသူများအိမ်တော်ဖြစ်စီတဲ့ဇကားတွေရှာရည်နဲ့လူသေးများတဲ့အမှုပညာရှင်တရားဖြစ်လာတာလည်းဖြစ်ပါပြီ။သူတို့ပြိသက်တရားစားပြီးတော့တတိထားမိကရာရုံတဲဆလံတွေတဲကချူလေးရဲ့အမျိုးသားကိုစနိုက်တဲ့တဲ့ ပန်းလေးကာရိုက်တာနဲ့တီးခဲ့ကြတာလေးဖြစ်ပါရီအစာကလေးကစနိုက်မဆိုပြီးတော့ပရိသတ်ဝေဖန်နာကိုခံခဲ့ရတဲ့မိုးပွင့်ဖြူကအောင်လာနဲ့ဘာညာသတင်းထွက်လာချိန်မှာအတော်လေးကိုမှပြောခင်ရတာလေးဖြစ်ပါရီမိုးပွင့်ဖြူကတော့သူမမလုပ်ထားလို့ရှင်းစရာမလိုဘူးဆိုပြီးပြောနေပေမယ့်ပြည်တနာရေးဆဆတက်ချင်းကဆိုရင်တရားစခန်းကနေထွက်ပြီးမျက်ရည်တွေနဲ့ဖြည့်ရှင်းခဲ့ပူပါရီမိဘရဲ့ဆန္ဒရရှင်းရတာဆိုပြီးတော့ငိုကြွေးပြီးတော့ဖြည့်ရှင်းခဲ့ပေမယ့်သူ့ကိုယုံတဲ့သူကမရှိသလောက်ပါပဲမိုးပွင့်ဖြူကတော့ကြုံကြိုက်တိုင်းအဖြစ်မှန်ကိုရှင်းပြပေမယ့်ပရိသတ်တွေကတော့အခုထိမယုံသေးပါဘူးသူ့က ိုတွေ့လိုက်တာနဲ့စကားတွေမှာရောအပြင်းမာပါတပုံစံနေဆိုပြီးတော့ဝေဖန်ပြောဆိုနေကြသလိုသူများအိမ်တော်ဖြစ်စီရတာပျော်လားဆိုပြီးတော့ဝေဖန်နေတည်ပါပြီဝေဖန်တန်နေနဲ့တားကြနေပြီဖြစ်တဲ့မိုးဖွင့်ပြူကတော့အခုနောက်ပိုင်းမှာကိုယ်စိတ်ကိုပြောင်းအောင်ထားတတ်နေပါပြီဝေဖန်သူတွေပလာများများသူမလို့လို့ဝေဖန်တာမဟုတ်ပေအမိရောက်လို့လေတိုက်ခင်ရတယ်ဆိုပြီးတော့ဖြစ်သိနေကြတာလေးဖြစ်ပါတယ်သူကအသက်တနည်းကြီးလေးရင်းကျက်လာလေးဆိုပြီးတော့ဝေဖန်မှုတွေကိုအာရုံမထားတော့ဘူးဆိုပြီးပြောနေပေမယ့်သူဖြစ်ရှင်းနေတာကိုယ်ဆိုရင်တော့ငါးချိန်မြောက်တောင်မှမကားတော့ပါဘူးမဖြစ်ရှင်းမှုဆိုပြီးတော့စကားပလင်ခံနေပေမယ့်သူရိုးသား တဲ့အကြောင်းတွေကိုဝိဝိုက်ပြီးတော့ပြောနေတာတော်တော်များနေပါပြီနော်ပရိသတ်တို့မြန်မာရောအပင်မြင့်လို့လေးတိုက်တာလားတကယ်ကြီးခင်လာလားဆိုတာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဖို့အကြောင်းအရာတွေပြင်နောက်ထပ်လည်းနှုတ်ပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုချိန်နဲ့တွင်ချင်းတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်